။အကြံလေးရအတွင်းရင်းမြှောက်ထားမှုတွေကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတည်ဆုံသူ136ဦးရှိရလို့ထိုင်းနိုင်ငံကုန်လန်းပို့ဆောင်ရေးလုံခြုံမှုရေးရာစင်တာကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ရင်းမြှောက်ထားမှုတထောင်ကျော် ဖြစ်ပွားခဲ့ပြီး138ဦးတည်ဆုံခဲ့တဲ့အပြင်တရားရရှိသူဦးရေကလည်းတထောင်နှစ်ဦးအထိရှိခဲ့တယ်လို့သတင်းထုတ်ပြန်ချက်တည်းမှာပါရှိခဲ့ပါဗျ။ဒီနေ့ဆွန်ခရန်ကျန်ပွဲတော်မှာဖြစ်ပွားခဲ့တဲ့ရင်းမြှောက်ထားမှုအရေအတွက်နဲ့တည်ဆုံတရားရရှိမှုအခြေအနေအား2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့နှာရှင်ရင်ဆက်ချက် ရာဂိုင်းလုံးအထီဟောချသွားတယ်လို့သိရပါဗျ။2024ခုနှစ်တုန်းကတစံလေးရဲ့အတွဲမှာရေမတော်တဆမှု1266ကျင်းဖြစ်ပွားခဲ့ပြီးတည်ဆုံးသူ169ဦးနဲ့ဒဏ်ရာရရှိသူ1224ဦးရှိတာဖြစ်ပါတယ်။ရေမတော်တဆမှုဖြစ်ပွားတဲ့အကြောင်းရင်းတွေထဲမှာတက်မဲ့အချိန်ထဲကျော်လွန်မောင်းနေမှုတွေကအဓိကအကြောင်းရင်းဖြစ်ပြီးအရက်တေစာတောက်စားမောင်းနေသူတွေကဒုတိယအဖြစ်များဆုံးအကြောင်းရင်းဖြစ်တယ်လို့သိရပါဗျ။ဆုံခရဲတကြံကိုလျှောက်ဆင်နွှဲတဲ့ပြည်ပနိုင်ငံသားဦးရေကလည်းတိတ်နေချီပြီးရှိရလို့သိရပါဗျ။